မင်္ဂလာမနက်ခင်းပါခင်ဗျာနေပြည်တော်မိုးလုံဝသနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနမှ2025ခုနှစ်အောက်တိုဘာလ26ရက်နေ့မနက်9နာရီချိန်ထုတ်ပြန်တဲ့မိုးလုံဝသသတင်းများကိုတင်ပြပါမယ်ခင်ဗျာဒီကနေ့မနက်6နာရီခွဲချိန်တိုင်းထွာရရှိခဲ့တဲ့အနေဆုံးပူချိန်များမှာနေပြည်တော်မှာ23ဒီဂရီဆက်စီရဲ့83ဒီဂရီဖာရင်ဟိုင်းနဲ့ရန်ကုန်မြို့နယ်မန္တလေးမြို့တို့မှာ24ဒီဂရီဆက်စီရဲ့85ဒီဂရီဖာရင်ဟိုင်းစီတို့ဖြစ်ကြပါတယ်မုံတိုင်းငယ်သတင်းမုံတိုင်းငယ်အချိန်နေ့ ီကနေ့မနက်မြန်မာစံတော်ချိန်9နာရီခွဲချိန်တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အရှေ့တောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့မုန်တိုင်းငယ်ဟာဆက်လက်တည်ရှိနေပါတယ်။အဆိုပါမုန်တိုင်းငယ်ဟာမြန်မာနိုင်ငံကိုကိုကျုံမြို့ရဲ့အနောက်တောင်ဘက်ရေမိုင်400မိုင်ခန့်အိန္ဒိယနိုင်ငံချင်းနိုင်မြို့ရဲ့အရှေ့အရှေ့တောင်ဘက်ရေမိုင်430မိုင်ခန့်ကာကီနာဒါမြို့ရဲ့အရှေ့တောင်ဘက်ရေမိုင်460မိုင်ခန့်အကွာပင်လယ်ပြင်ကိုဗဟိုပြုတ်နေပါတယ်။မုန်တိုင်းငယ်ရဲ့လက်ရှိအခြေအနေမှာမြန်မာနိုင်ငံဘက်သို့ဦးတည်၍လျားမဲ့အခြေအနေမရှိပါသဖြင့်အဝါရောင်စစ်ဟုသတ်မှတ်ပါတယ်။ မုံတိုင်းငယ်ရဲ့ဒီနေရာဘောချက်လီဘီယာနဲ့လေတိုင်းတုံးအဆိုပါမုံတိုင်းငယ်ဟာဒီကနေ့မနေ့မြန်မာစံတော်ချိန်9နိုင်ခွဲချိန်မှာမြောက်လက်ဒီကျု17.1ဒီဂရီနဲ့အရှိတ်လောင်ကြည့်ကျု88.3ဒီဂရီမှာရှိပြီးဘောချက်လီဘီယာ1000ဟက်တိုပါစကယ်နဲ့အမြင့်ဆုံးလေတိုင်းတုံးမှာတနအီကိုမိုင်30နှုန်းခန့်ဖြစ်ပါတယ်။နောက်82နိုင်အတွင်းခမ်းမန်းချက်အဆိုပါမုံတိုင်းငယ်ဟာအနောက်အနောက်မြောက်ဘက်သို့ရွှေ့လျားနိုင်ပြီးနောက်6နိုင်အတွင်းအားကောင်းတဲ့မုံတိုင်းငယ်ဖြစ်သွားလကောင်း 29ရက်စဲလ2025ရက်နေ့မှာဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းမှာစိုင်ကလုန်းမုန်တိုင်းဖြစ်တော်၎င်း28ရက်စဲလ2025ရက်နေ့မှာအားကောင်းတဲ့စိုင်ကလုန်းမုန်တိုင်းဖြစ်တော်၎င်းရောက်ရှိနိုင်ကအဲ့ဒီနေ့ညပိုင်းမှာအင်ဒါဘရာဒစ်ကမ်းခြေကိုဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းရပါတယ်။တတိပိနှိုးစော်ချက်အစောပိုင်းမုန်တိုင်းငယ်အချိန်ကြောင့်ဒီကနေ့မနက်မှာ28ရက်စဲလ2025ရက်နေ့အတွင်းရန်ကုန်တိုင်းဒေသကြီးအေရာဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးချင်းပြည်နယ်မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာ နေရာကျကျမှနေရာဆက်ဆိတ်နဲ့နေပြည်တော်မန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာကွက်ကြားမှနေရာကျကျမိုးတက်ချုံရွှတ်နေပါတယ်မြမကန်ရန်တလျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတည်းရန်မိုးတက်လေပြင်းများကြားရောက်ပြီးလှိုင်းအသည့်အထက်မှလိုက်ချနေပါတယ်မိုးတက်လေပြင်းကြစဉ်ရေပြင်းပြင်းပြင်းလေးဟာတနအိကို25မိုင်မှမိုင်30အထိတက်ခတ်နေပါတယ်လှိုင်းမြင့်မှာမြမကန်ရန်တလျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ 9ပေမှ9ပေခန့်ရှိနိုင်ပါတယ်။အကြံပြုချက်သူပြပါ၍မုံတိုင်းငယ်အရှင်ကြောင့်ငိုတီးထန်စွာရွာသွန်းချက်နဲ့အတူလေပြင်းတက်ခတ်ခြင်းရောက်တရရေးကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့တဘာဝဘေးရန်များဖြစ်ပေါ်နိုင်မှာသဖြင့်ကုန်းမြင့်ဒေတာနီမှာနေထိုင်ကြသူများအနေဖြင့်မြေပြိုမှုအန္တရာယ်နဲ့မြင့်ငယ်6ငများနီမှာနေထိုင်ကြသူများအနေဖြင့်ကျေးကျေးရရှိမှုများကိုကြိုတင်သတိပြုနိုင်ပါရန်နဲ့ပြည်တွင်းလေကြောင်းပြန်တိုင်းမြမကယ်ရန်ရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့ရှိကန်ဒီကန်ဝေးဂါဖိုင်ရီမြ တင်မောင်းများအနေဖြင့်လည်းကြိုတင်သတိပြုနိုင်ပါရန်အတိပေးနှိုးဆော်အပ်ပါတယ်။ဒီကနေ့မနက်6နာရီခွဲချိန်မိုးလေဝသဂျိုလူမှဖောက်အောင်ရရှိတဲ့ပုံရကပ်ပလီပင်လယ်ပြင်မြောက်ပိုင်းဘင်္ဂလားပင်လယ်အောင်မြောက်ပိုင်းနဲ့အရှေ့လယ်ပိုင်းတို့မှာတိုင်အနေငယ်ဖြစ်တော်နေပြီးကပ်ပလီပင်လယ်ပြင်တာမိုင်းမှာတိုင်အသင့်အသင့်ဖြစ်တော်နေကကျန်ဘင်္ဂလားပင်လယ်အောင်မှာတိုင်တူထက်နေပါတယ်။မြန်မာနိုင်ငံပေါ်မှာတော့ တနင်္သာရီတိုင်းဒေသကြီးမှာမိုးတိမ်တောင်များဖြစ်ထွန်းမှုအကောင်းလျက်ရှိပြီးအစောပိုင်းမိုးတိမ်တောင်များရွှေလျရရနေရာတစ်လျှောက်မှာမိုးရွာသောကြောင့်တူလေပြင်းတက်ခတ်ခြင်းမိုးတက်ချုံခြင်းမိုးကျပြခြင်းလျှက်ဆေးလက်ခြင်းနဲ့မိုးတိကျခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှာသဖြင့်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုအပ်ပါတယ်။ကချင်ပြည်နယ်နဲ့စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းတို့မှာတိမ်အနည်းငယ်မှာတိမ်အထက်နဲ့ဖြစ်ထွန်းနေပြီးကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတော့တိမ်အနည်းငယ်ဖြစ်ထွန်းနေပါတယ်။မြမပင်လေပြမာလေမြဝကျုံပေါ်မော်တမာကွေ့ မွန်တနင်းတိုင်းကမ်းရံလျှောက်နဲ့ကမ်းလုံပဲလေးပြင်းတို့မှာတခါတရံမိုးသက်လေးပြင်းများချရောက်ပြီးလိုင်းအသင့်အတဲမှာလိုင်းကျင်းနေပါတယ်။မိုးသက်လေးပြင်းကြစီရေပြင်းပြင်းလေးဟာတနအီကို25မိုင်မှာမိုင်30အထိတက်ခတ်နေပါတယ်။လိုင်းမြင်မှာမြက်ဝကျုံပေါ်မော်တမကွေမွန်တနင်းတိုင်းကမ်းရံလျှောက်နဲ့ကမ်းလုံပဲလေးပြင်းတို့မှာခုနှစ်ပေမှ9ပေကန်ရှိနေပါတယ်။ချက်မြမပင်လေးပြင်းမှာလိုင်းနှဲငယ်မှာလိုင်းအသင့်တွေရှိပါမယ်။လိုင်းမြင်မှာရခိုင်ကမ်းရံလျှောက်နဲ့ကမ်းလုံပဲလေးပြင်းတို့မှာ၄ပေမှ6ပေကန်ရှိနေပါတယ်။ဒီကနေ့ညနေထိခံမှန်းချက်များအနည်းငယ်ကတော့ တနင်္လာတိုင်းဒေသကြီးမှာနေရာကျကျနဲ့ချင်းပြည်နယ်ရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးနေပြည်တော်ရှမ်းပြည်နယ်မြောက်ပိုင်းတောင်ပိုင်းပဲခူးတိုင်းဒေသကြီးရှမ်းကုန်တိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ကြားမှုတွေကြုံရပြီးကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးကယားပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှာတိုင်အထင်အထင်ဖြစ်တော့မှာမယ်နေပြည်တော်နဲ့နေတော်ရအတွက်ဒီကနေ့ညနေထိမိုးလေဝသအခြေအနေခံမှန်းချက်မှာ နေရာကွက်ကြားမိုးတက်ချောင်းရွာနေပါတယ်။အမြင့်ဆုံးပုံချိန်မှာ35ဒီဂရီဆက်စီရဲ့65ဒီဂရီဖာရင်ဟိုက်ရှိနေပါတယ်။ရန်ကုန်မြို့နယ်နေတဝိုက်အတွက်ဒီကနေ့ညနေထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာလည်းနေရာကွက်ကြားမိုးတက်ချောင်းရွာနေပါတယ်။အမြင့်ဆုံးပုံချိန်မှာ34ဒီဂရီဆက်စီရဲ့63ဒီဂရီဖာရင်ဟိုက်ရှိနေပါတယ်။မန္တလေးမြို့နယ်နေတဝိုက်အတွက်ဒီကနေ့ညနေထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာတိုင်အထင်အထင်ဖြစ်တော့မှာမယ်။အမြင့်ဆုံးပုံချိန်မှာ34ဒီဂရီဆက်စီရဲ့63ဒီဂရီဖာရင်ဟိုက်ရှိနေပါတယ်။နောက်နေ့ရက်အတွက်ခန့်မှန်းချက်ကတော့ တနင်္သာရီတိုင်းဒေသကြီးမှာနေရာကျကျမှာနေရာစိတ်စိတ်မုတ်တဲ့ချုံရွှန်နေပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့မနက်9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြချမ်းမှချမ်းသာကြပါစေခင်ဗျာ။